မင်္ဂလာပါကျွန်တော်ကတော့ဆိုင်ကနေပညာစိတ်ဝင်စားသူများ page မှာခတ်မှုဆိုရဖြစ်ပါတယ်အဲဒီကဘောတော့ဒီ online ကလေ့လာနေတဲ့ညီကိုတွေအတွက်အဲဒီ video လေးတွေလုပ်ပြတာပါလေ့လာတဲ့နေရာမှာနှစ်ပိုင်းတော့ရှိတယ်ပေါ့နော်ဘာတစ်ခုမှမသိသေးတာကစပြီးတော့လေ့လာတဲ့ညီကိုတွေနဲ့အဲဟိုအခြေခံရှိပြီးသားညီကိုတွေအတွက်တော့ကြွားတယ်ပေါ့နော် သူအခြေခံနေရှိပြီဆိုတော့လိမ့်လာတာလွယ်ကူတယ်ဘွေးပြိုတစ်ခုချင်းကြည့်တော့ထိရောက်တယ်ပေါ့နော်အခြေခံရှိတဲ့အခါမျိုးမှာတော့တချို့ဟာတွေနားမလည်တာတဘောမပေါက်ထားတယ်ကိုယ်တိုင်မသုံးတတ်တာတွေရှိနေပါတယ်ဥပမာကျွန်တော်ဒီဝါယာရင်းပိုင်းပေါ့နော်ဒီတိုင်းမြားဒီစပြီးလိမ့်လာစားညီကိုတွေအနေနဲ့ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်ဒီလို ကြည့်လိုက်မယ်ဆိုရင်ဒီမှာကအာကျိုးတွေအများကြီးရှိတယ်ဗျကျိုးတွေအများကြီးရှိတယ်အတွက်ဒါအာယုံနောက်နိုင်တယ်ပေါ့နော်ဒါကျိုးတွေအများကြီးပဲ အဲစရည်ပြင်ပေါ့နော်ဒီလိုမျိုးမြင်နိုင်တယ်တကယ်ဒီမှာကြတော့ကျိုးရရတော့အများကြီးပဲဟုတ်တယ်ဒါတို့တချောင်းချင်းအရင်ဆုံးပြဆလေးလာလာခြင်းပေါ့နော်ဒါတချောင်းချင်းဒီ live မှတ်နေမှာအဓိက main ကျိုးကဘယ်ဟာလဲဒါမျိုးလေးတွေကိုအတိထားမယ်ဆိုရင်တော့ဟိုတကန်းချင်းဒီဆွတ်ထွားလာရင်အရင်မခတ်တော့ဘူးဒီကျိုးတချောင်းဒီကျိုးတွေကိုကြည့်ပြီးတော့ဟာဘာမှကိုနားမလည်ခင်မှာဒါရေကိုကြည့်ပြီးတော့ရှုပ်သွားနိုင်တယ်အဲ့ဒါကျွန်တော်ဒီရှုပ်နေတဲ့ကျိုးတွေကြားတဲ့အမှာဟိုတစ်ခုချင်းဒီပေါ့နော်တူလိုက်နဲ့တူ တလန်းချင်းစီဆွတ်ထုံမယ်ကိုမသိသေးတဲ့ကြိုးဆိုအကျိုးအသိနဲ့ထားဟိုတိပိသားဟာကိုတိပိသားကိုဆွတ်ထုံမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းတဖြည်းဖြည်းဒီဝါယာရင်းမိုင်းကိုကနားလည်လာလိမ့်မယ်ပြီးတော့ဟိုရှိသေးတယ်ဗောနတချို့ပြောကြတာတွေဟိုအခြေအခြေခံကြီးမှာကဒါဒါဆိုဥမာဒါဆိုတရုတ်ပြည်ဝါယာရင်းတို့ဗောနော်ဒါတွေကအရေးပိုကြီးပါတယ်ဒီတရုတ်ပြည်ဝါယာရင်းမိုင်းကိုတိပိသားလူတယောက်ကိုနောက်ဥမာဗောနယူရီးယား မိပဲဖြစ်ဖြစ်ဒါ clip ပြီးတယ်ပဲဖြစ်ဖြစ်ပြောရတဲ့နေရာမှာအများကြီးလွယ်တယ်တို့တွေးချက်သွားပြီပေါ့နော်အဓိကဒီ TOP wire တိုင်းမှာတော့အခက်ဆုံးပဲဘာကြောင့်လဲဆိုတော့ဒီနေရာတွေမှာမတွေးတတ်လို့ရှိရင်အဲဒါအများကြီးအဆင်မပြေဘူးပေါ့နော်အဲ့ဒါဒီဝါယံရင်းပိုင်းမှာဒိုးတက်ဖို့ကဒီအခြေခံတွေကပိုးပြီးတော့အရေးကြီးတယ်အခြေခံတွေတွတ်တက်သွားပြီဆိုရင်ဟိုဘက်ကလွဲသွားပြီပေါ့နော်အဲဒါကြောင့်ဒီပြောမှာသဘောနော်ဒီ move ယူပြတော့ဆက်ပြီးတော့တွေးသွားမှာပေါ့ဥမာအဲဒီဟာမှာဆိုလို့ရှိရင် ကျိုးတွေပြိုက်တဲ့မှာနံပါတ်1ကိုစပြီးတော့တိရမှာဒီမှာအဲဒါဒါဆိုရှင်နှငုတ်ပေါ့နော်ဗရီအနီအနီငုတ်အနှငုတ်ပေါ့နော်ဒါဆိုရင်တော့အပေါင်းအနှုတ်โอเคဟုတ်ပြီကျွန်တော်ဒီနှစ်ချောင်းစတိပြီပေါ့နော်အဲ့ဒါဒီနှစ်ချောင်းတိပြီဆိုတော့ကျွန်တော်ကဘာကိုမြင်ရမလဲဆိုလို့ရှင်ဒီအနီဆိုတာကဗရီရဲ့အပေါင်းဟိုအမြဲတမ်းအားရှိနေမဲ့အစာပဲ24နာရီအမြဲတမ်းအားရောက်နေမဲ့အစာအနီโอเคဒီမှာအစိမ်း အစိမ်းကျိုးပေါ့နော်ဒီအစိမ်းရဒီဒီဟာလဲဆိုအစိမ်းပဲဒီမှာဟိုပတ်ထားသူပေါ့နော်ဟုတ်ကဲ့ဘူးဒီအစိမ်းဒီအစိမ်းရအမြဲတမ်းအနှုတ်အဲ့တော့ကျွန်တော်ဒီအနီးအဲဒါဒါတော့ကျိုးရောင်မှန်တဲ့ဟာကြီးပေါ့နော်နောက်ပိုင်းကတရားတွေတော့အရင်ဆုံးသိဖို့လိုတယ်ဒါတွေသိပြီးမှကျန်တဲ့ဟာတော့ကိုယ်တိုင်ဆက်တွေးရမှာပေါ့နော်ဆိုကျိုးရောင်လွှဲနေတာမျိုးတွေအဲဘေးကျိုးရောင်မတူတာမျိုးဒါတွေနောက်မှကျွန်တော်တပိုင်းဆက်ရှင်ကိုကိုယ်စားတော့ဒီကျိုးရောင်လေးပေါ့နော် original ဟွာလေးနဲ့ပဲကျွန်တော်ဆက်ပြီးတော့ရှင်းပြမယ်ပေါ့နော်โอเคဟုတ်ပြီဒါဆိုအနီးအနီးဆိုရှင်ဒီမှာဗျဘယ်ဒီရိုတက်ထတာဖြစ်တဲ့အတွက်အမြင်နဲ့အားရှိနေမယ် ဂျိုးပေါ့နော်ဒါဘယ်ရီရဲ့အပေါင်းဂျိုးဒါဘယ်ရီရဲ့အနှုတ်ဂျိုးအနှုတ်ဂျိုးမှာအပေါင်းဂျိုးနဲ့အနှုတ်ဂျိုးကျွန်တော်တို့ဘယ်လိုအလုပ်လုပ်လဲဆိုတော့စက်ကြည့်ရရင်ဒီအနှုတ်ကဟာဝါရုတ်ထဲကိုလည်းဝင်တယ်ပေါ့နော်ဒီမှာနှစ်ပင်ရှိတယ်ဒီမှာနှစ်ပင်ရှိတယ်ပေါ့နော်ဒီဥစ္စာကဝါရုတ်ထဲရဲ့အနှုတ်ကိုဝင်တယ်ဒီအနှုတ်အကြီးကြတော့ဒါမော်တာမှာအော်ဖရင်ကောင်ချထားတယ်ပေါ့ဗျာဒါအလွယ်ဆုံးပြောရမှာဆိုတော့ဒီဥစ္စာကဝါရုတ်ထဲကိုဝင်ထားတယ်ဝါရုတ်ထဲကလိုအပ်တဲ့အနှုတ်ပတ်လန်းတွေကိုသွားတယ် ဒီအကြည့်ကြတော့ဒါမော်တာဆော့ကက်ကိုတွားထားတယ်ပေါ့နော်မော်တာဆော့ကက်ကနေပြီးတော့ဒါမော်တာမှာကရောင်းချထားတယ်မော်တာတော့ကိုပေါ့နော်ဂျန်နေအဲ့ဒီတော့ဘာဖြစ်သွားလဲဆိုတော့ဒီဥစ္စာကမော်တာအထိုင်မှာကရောင်းချထားတာဖြစ်တဲ့အတွက်ဒစီလုံးပေါ့နော် body app ပေါ့နော်ဒစီလုံးမှာသူကဒီ frame ကိုဖြစ်လိုက်တာ frame ကိုချထားတာဖြစ်တဲ့အတွက်ဆိုင်ငယ်ဒစီလုံးတန်ကိုယ်တွေအားလုံးမှာဒါအနှုတ်ကရှိပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါကြောင့် ။ဆိုင်ငယ်ဘယ်နေရာမဆိုကျွန်တော်ဒီအပေါင်းစတစ်ခုခုနဲ့ပောက်ပြီးတော့ထိလို့ရှိရင် short ဖြစ်တယ်။ဒါကြောင့်မကျိုးရေးထိမှာမဟုတ်ဘူးနော်။ဒီကျိုးကတခြားသောဘာတို့ထဲဝင်တယ်။နောက်တစ်ချောင်းကဒီအကြီးပေါ့နော်။ဒီကျိုးလုံးအကြီးနေကြတော့သူက frame ကိုချထားတယ်။ frame ချထားတာဖြစ်တဲ့အတွက်ဆိုင်ငယ်တစ်စီးလုံးမှာဘယ်ရီရဲ့အနှုတ်ကရှိနေပါတယ်။ဟိုဆိုင်ငယ်တစ်စီးလုံးပေါ့နော်။ဒီ frame အားလုံးမှာဘယ်ရီရဲ့ဒီ battery ရဲ့ ground လာရှိနေတယ်ဒါကြောင့် အဲကျွန်တော်တို့တချို့မိတွေပါ join အဲ့လိုတကူ friend ရနေပြီးအနှုတ်စာကို use join ကိုရတယ်ပေါ့နော်ပြီးတော့အပေါင်းတစ်ခုခု friend နဲ့ထိခင်မဆိုရင်လည်း short ဖြစ်တယ်ဒါလေးတွေတော့လည်းတတိထားဖို့လိုပါတယ်ဟိုတန်ပေါ်ဥမာခေါင်းပိုင်းလိုဟာမျိုးဆိုကျွန်တော်တို့ကကြိုးတွေနဲ့တန်တွေနဲ့ရောတာပေါ့နော်ဟိုဒီရက်လက်ကင်ပေါ်မှာကျွန်တော်ကြိုးတို့တင်ထားတာဖြစ်တယ်ကြားလာတဲ့ခါမှာကြိုးတွေကပွန်းတယ်ပွန်းပြီးတော့ပေါက်တယ်ပေါက်ပြီးတော့ friend နဲ့ထိတယ် short ဖြစ်တယ်ပေါ့နော်ဒါမျိုးတွေပေါ့ okay ဟုတ်ပြီအဲ့ဆိုရင်တော့ဒီမှာကြိုးနှစ်ချောင်းသိပြီပေါ့နော်ဒါကဘာလောက်ထည့်ဦးသွားမလဲအနှုတ်ကြိုးပေါ့နော်ဒါကဆိုင်ငယ်ဖရင်ကိုချမဲ့ ကရောင်းဂျိုးပေါ့โอเคအဲ့ဆိုကျွန်တော်အပောင်းကိုကြည့်ကြည့်အောင်အပောင်းမှာလည်းအဲ့ဒီလိုပဲအဲဒီမှာတော့နှစ်ချောင်းရှိတယ်နှစ်ချောင်းရှိတယ်ပေါ့နော်အဲ့ဒီနှစ်ချောင်းရှိတဲ့နေရာမှာတော့ဒီတစ်ချောင်းကတော့ခုနကကျွန်တော်ပြောလိုပဲအဲဒါဒါဒီအသေးဥစ္စာအကြီးကိုပြောပေါ့နော်ဒီဒီအကြီးကြတော့တော့မော်တာအတွက် မော်တာအတွက်အလုပ်လုပ်တာပေါ့နော်ဆိုလိုက်ခဲ့ဦးမှာဘာကြောင့်သူကမော်တာဒီ step မော်တာအတွက်ကြာတော့ဘာလို့ဒီအသေးရမြူလဲဆိုတော့ဒါ ABR အနည်းလိုပေါ့နော်ဂျိုးတွေပူလာလောင်တာဖြစ်မှာဆိုတော့အဲ့ဒီအကြီးနဲ့သေးတဲ့ဒါမော်တာအတွက်ပဲဒါဒီကနေဒီဆင်ဒီဆိုလိုက်ခဲ့ဦးတွားထားတယ်ပေါ့နော်အဲပလန်နေရောနောက်ပါတစ်ဖြည်းဖြည်းသိထားလိမ့်မယ်အဓိကဂျိုးအယောင်လေးတွေကိုလည်းရှင်းပြတာပေါ့နော်အဓိက main ဂျိုးလေးတွေကိုပြတ်ပြတ်တာပေါ့အဲ့ဒါဟုတ်ပြီဒီအနီအနီကဘယ်လိုသွားလဲဒီအနီကတဆင်ဒီမှာဖြူတစ်ခုခံတယ်ဖြူတစ်ခုခံပြီးတော့တော့ဟုတ်သွားပါတယ်ဒါဒီမှာဒါ ော့ဆော့ကပ်ပေါ့နော်ဒီတော့ကိုသွားတယ်အဲ့တော့ဟုတ်ပြီကျွန်တော်မှတိထားတာက close အစိမ့်တိပြီအနီတိပြီပေါ့နော်အစိမ့်ဆိုတာဒါဗရီရ ground ဂျူတိပြီအနီဆိုတာဗရီရအမြင်နဲ့အားရောက်နေတယ်ဆိုအဲ့တော့ဗျာအနီတွေ့လိုက်ဆန်တဲ့ဒါတာမန်ကျိုးတော့မှန်တဲ့ဘိန်းတွေမှာအနီတွေ့လိုက်ဆန်တဲ့ဒါအမြင်နဲ့အပေါင်းရောက်နေတဲ့အနီဆိုတာကိုယ်ကတိပြီးသားဖြစ်သွားပြီပေါ့နော်အဲ့တော့ဟုတ်ပြီအနီဆိုတာတော့ဖွင့်တိဖြစ်စေတော့ဗိတ်တိဖြစ်စေဗရီရနေပြီးတော့ဒါလိုက်ပို့ထားတယ်အမြင်နဲ့အားရောက်နေမဲ့ဂျူအစိမ့်ဆိုတာဗရီရအနှုတ်ဂျူအဲ့တော့ဟုတ်ပြီဒီမှာ ဲ့ဒီအနေအားကခုနကဘယ်လိုလာလဲဆိုတော့ဒီကျိုးလုံးအသေးကဗတိရနေပြီးတော့တစင်ဖြူတဲ့ဝင်နေဖြူတဲ့ထွက်ပြီးတော့ဒီမှာတော့ဝင်နေအဲ့တော့တော့အပြန်ထွက်တယ်မှာဘာနဲ့ထွက်လဲဆိုတော့ဒီမှာအနက်နဲ့ထွက်တယ်အနက်ကျိုးလေးတွေရှိတယ်ဒီမှာပေါ့နော်ဟာဆိုတော့အနက်ဗျံအနက်ဗျံကျိုးလေးရှိမယ်အဲ့ဒီအနက်ကျိုးကဘလို့လှုပ်လှုပ်ထွက်လဲဆိုလို့ရှိရင်တော့ဖွင့်လိုက်တဲ့အခါမှာဒီအနီနဲ့တော့ထဲရနေပြီးတော့တစင်အနီနဲ့အနက်နဲ့ပူးပေးလိုက်တာအဲ့ဒီတော့ဟုတ်ပြီတော့ဖွင့်လိုက်တဲ့အခါမှာဒီအနီရဲ့ အားပေါ့နော်ဒီအနေရဲ့ဘိုးဟာဒီအနက်ထဲကိုကူပါပြီဒါကြောင့်ဒီကျွန်တော်တို့ကခလုတ်တွေကိုလိုချင်တဲ့အပေါင်းမှန်သမျှကိုကျွန်တော်ဒီအနက်နယ်ပဲ join ရတယ်ဘာကြောင့်လဲအနက်နယ် join ရလဲဆိုတော့တော့ဖွင့်မှာအားရမှာဟိုရှေ့မီခလုတ်တွေခွန်းတွေစတက်တွေစသဖြင့်ဘာလို့ပဲဖြစ်ဖြစ်ဒီအနက်နယ်ပဲအသုံးပြုရတယ်အပေါင်းကိုဘာကြောင့်လဲဆိုတော့ဒါလိုက်ကြည့်ပြအနီအပေါင်းကြီးမှာတွားပြီးတော့အသုံးပြုထားလိုက်ရှင်တော့ပိတ်တယ် ဒါကြီးအတုံးရနေမှာပေါ့နော်အဲ့တော့ဒီအနက်မှာအတုံးပြရတယ်။ဘာကြောင့်လဲဆိုတော့တောက်ဖွင့်လိုက်မှာကိုလိုချင်တာလေခွန်းသေးရမယ်စတန်နှစ်ရမယ်စသည်ဖြင့်ပေါ့နော်မီးထွင်းရမယ်အဲ့တော့ဒီအပောင်းကိုအနက်မှာအတုံးပြရမယ်။အဲ့တော့ဟုတ်ပြီအဓိကကျွန်တော်ခုပြောပြတဲ့ကျိုး၃ချောင်းကိုပဲပြောပြတာပေါ့နော်။ကျွန်တော်ပြောပြတဲ့ကျိုးထဲမှာအစိမ်းကျိုးရှိတယ်အနီကျိုးရှိတယ်အနက်ကျိုးရှိတယ်။ဒါဘေးလေးတိုင်းမှာဒီပေါ့နော်ရိုးရိုးဘေးလေးတိုင်းမှာအကုန်ဒီမတ်တပ်အတိုင်းပဲသွားတာ။အဲ့တော့ ground ကျိုးရှိတယ်။ ground ကျိုးကတော့ဒီဘိန်းမှာတော့အစိမ်းပေါ့ဗျာ။ ရေရိုးတရုတ်ပြည်တွေမှာတော့နောက်တစ်ခုကအနီဂျိုအနီဂျိုကတော့ဘယ်ထရီအပောင်းဂျိုပေါ့24နာရီအပောင်းဂျိုအနက်ဂျိုကတော့ဖွင့်အားရောက်တဲ့ဂျိုတော့ဖွင့်လိုက်မှဒီအနက်ထဲကိုအားရောက်ပြီးတော့လိုအပ်တဲ့နေရာတော့အပောင်းပို့မယ်ပေါ့နော်โอเคဟုတ်ပြီအဲ့ဒီမှာဒီမှာဂျိုးတွေအများကြီးရှိတဲ့ထဲကမှာတော်တော်အထူးကသိဖို့လိုအပ်တာအဲ့ဒီဒီ၃ချောင်းပဲ ဒီ၃ချောင်းသိပြီဆိုလို့ရှိရင်ကျန်တာတွေကဒါတွေနဲ့ပဲပတ်သက်ပြီးတော့သွားတာဟိုဒါတွေသိရင်ကျွန်တော်ကျန်တာတွေဆက်တွေးလို့ရပြီဒီ၃ချောင်းတေချာသိဖို့ပဲဘိန်းနေခုမှကျန်တဲ့ပြားဒါဘိန်းနေဆက်ပြားမှာမနော်ခုမှစမတ်ဘိန်းလို့ဟာမျိုးတွေ dream 125ဆက်ပြီးချိုးအယောင်နေတာအနေအပကွာရင်ကွာမှာပဲပုံစံကဒီပုံစံပဲသူတို့မှာ ground တခုရှိမှ24နာရီအားရောက်တဲ့ကြိုးရှိမှတော့ဖွင့်အားရောက်ကြိုးရှိမှဒီကနေပြီးတော့ lighting ဘိုင်းရတော့အကုန်အတူတူပဲဘယ်ဘိန်းပဲဖြစ်ဖြစ်ပေါ့နော်ကြိုက်တဲ့ဘိန်းလာကဲ lighting ဘိုင်းကိုဒီတိုင်းပဲတော့မှာအားကြာမှာကိုကတော့မျိုးမျိုးတော့မှာပေါ့နော်ဥမာအဲ ကိုကူကျွန်တော်ဒီ၃ချောင်းသိပြီဒီ၃ချောင်းကိုသိပါပြီအစိမ်းသိပြီအနက်သိပြီအနီသိပြီအဲ့တော့ဥမာအဲရှင်းရှင်းနည်းနည်းလေးဥမာလေးတစ်ခုပြောမှာမှာ break switch ဆိုပါစို့ပေါ့နော်ဒီ break switch ဆိုလို့ရှိရင်မှာကျွန်တော်တို့ကကြည့်လိုက်မယ်အဲဒီမှာအနက်တွေ့ပြီအနက်တွေ့ပြီဒီမှာအကြားလေးတွေ့တယ်အစိမ်းနဲ့ဟောဝါနဲ့ကြာထားတဲ့ဟာမျိုးလေးပေါ့နော် okay အဲ့ဒီတော့ break switch ဆိုတာဘာလောက်ထားလဲသူက break နင်းလိုက်တဲ့အချိန်မှာ meeting ရှင်းတာဒါကဥမာတစ်ခုပြောပြတာပေါ့နော်ဒီ၃ချောင်းသိရင်ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ပြောပြတာပါ ဲ့တော့ဗရိတ်နင်းလိုက်တဲ့အခါမှာမီးလင်းကျင်တာတော့ဖွင့်လိုက်အောင်လည်းမီးမလင်းကျင်ဘူးအဲ့တော့ဂျားထဲမှာကျွန်တော်တို့ sweet တခုခံဖို့လိုပြီအဲ့တော့မီးသီးဒါကတော့မီးသီးမှာနှစ်ဆရှိတယ်ဗျာနောက်ကဟိုရှေ့မီးကြီးထွန်းတဲ့အခါမှာလင်းတဲ့တစားနဲ့ဗရိတ်နင်းလင်းတဲ့တစားပေါ့နော်အဲ့ဒါတွေကနောက်မှအသေးသေးသိတာလေးပဲ okay ဟုတ်ပြီအဲ့တော့ဘယ်လိုလုပ်မလဲမီးသီးကမီးသီးတွေတဘောတဘာဝရအပေါင်းနဲ့အနှုတ်နဲ့ထင်ရင်မီးလင်းပြီပေါ့နော်အပေါင်းနဲ့အနှုတ်နဲ့ထိတဲ့အခါမှာမီးလင်းပြီမီးလင်းပြီဆိုတော့ကျွန်တော်တို့ကဒီမှာ မိသီးကိုအမြဲတမ်းကျွန်တော်အနှုတ်အသေးပေးထားတယ်ဆိုင်ငယ်တွေရဲ့တော်တော်များများမှာပေါ့နော်လိုင်တင်ပိုင်းတော်တော်များများမတရုပ်ကြီးတွေမှာဟိုအနှုတ်ကိုအမြဲတမ်းအသေးပေးထားတာများပါတယ်အနှုတ်ကိုအမြဲတမ်းအသေးပေးထားတယ်ပေါ့နော်အဲ့ဒီတော့ဟုတ်ပြီဒီမှာမိသီးမှာအနှုတ်ပေးထားလိုက်ပြီမိသီးမှာအနှုတ်ကရောက်ပြီးသားဖြစ်နေပြီ24နှစ်အနှုတ်မိသီးမှာအမြဲတမ်းရှိတယ်โอเคแล้วตบพื้นไล่ไปตบพื้นไล่แต่คําว่าเนี่ยมาอนัตขึ้นเนี่ยตัวเราก็ดีโจ้หมีไล่ได้อ่ะตั้งเตะไปเปียดีองค์สาก็ตบพื้น အားရောက်ကျူအဲ့တော့ဒီကိုတော့ဖွင့်လိုက်တာနဲ့ဒီထိအားရောက်ပြီဒါကမီးသီးကနေပြီးတော့တဆင်လာမဲ့ကျိုးပေါ့နော်အဲ့တော့ဟိုမီးသီးတစားဥမာမီးသီးမှာနှစ်စားရှိတယ်ဗျဟိုနှစ်စားကိုအပေါင်းတို့ကျွေးရင်မီးလင်းပြီအဲ့မီးသီးရဲ့တစားကိုအနှုတ်ကိုကျွန်တော်အသေးကျွေးပြီးသားဆိုအနှုတ်ကိုမစင်းစားနဲ့ကျန်တဲ့တစားအပေါင်းဖြစ်ပြီးအဲ့ဒီအပေါင်းကိုဒီအပေါင်းနဲ့ထင်းရင်မီးလင်းပြီမီးသီးရဲ့တစားကိုဒါနဲ့ထင်းရင် မင်းနေပြီဒါပေမဲ့ဒါနဲ့အသေးကြီးလာကြောင်းဆိုလို့ရှိရင်အမြဲတမ်းတော့ဖွင့်အိမ်ထားနေတာတော့ဖွင့်အားရောက်ကျိုးဖြစ်နေတဲ့အတွက်တော့ဖွင့်အိမ်ထားနေမီးရလင်းနေမှာအဲ့လိုမကြိုက်ဘူးကျွန်တော် brake နင်းမှာမီးလင်းကျင်တယ်အဲ့ဒါ sweet တစ်ခုခံထားတယ်ဒီမှာ brake sweet brake sweet က brake နင်းလိုက်တဲ့အချိန်မှာဒီကျိုးနှစ်ခုကိုပေါင်ပေးတယ်ပေါင်ပေးတာဖြစ်တဲ့အတွက်ဒီ brake နင်းလိုက်ခါမှာဒီအနက်ကအပေါင်းကဒီကျိုးတွေကိုရောက်သွားပြီးတော့ဒီမီးစီးရဲ့အပေါင်းကိုသွားတယ်အဲ့ဒီတော့ brake နင်းလိုက်တဲ့အချိန်မှာမီးလင်းတယ်ပေါ့ဗျာ โอเคအဲ့ဒီတော့ဟုတ်ပြီဘာလို့အထူးကပြောချင်တာလဲဆိုတော့ဒီဆွေရတော့ဘာမှခင်ရင်မဟုတ်ဘူးနင်းပူပေးတယ်မနင်းတော့ကွာပြီတယ်ဗျာဒါတော့သိလို့တယ်ဗောနအထူးကပြောချင်တာကကိုကဟုတ်ပြီဒီကျိုးသုံးချောင်းကိုအထူးကသိပါပြီဟိုအနက်ဆိုတာဘာလဲသိပါဗျာအနီဆိုတာဘာလဲအစိမ်းဆိုတာဘာလဲသိပါခမောဒီမှာကိုကအနက်ကိုမြင်လိုက်တယ်ဘာပရိသွေအကြောင်းပြောချင်တာပေါ့နော်ဒီအနက်ကိုမြင်လိုက်တယ်ပြီးတော့ဒီအစိမ်းညာလေးကိုမြင်တယ်အဲ့ဒီတော့ကျွန်တော်ဒီကျိုးကိုအလိုလိုနေသိသွားပြီ ကပရိတ်ဆူရောဒီပရိတ်ဆူရာ brain နေတဲ့အခါပူပေးတယ်။အော်ပူပေးတော့ကိုကဘာတိလိုက်လဲဆိုတော့ဟောဒါတော့ဖွင့်အားရောက်ဂျိုးပဲ။အဲ့တော့ဒီဥစ္စာက brain ဆူဂျိုးပဲ။ဒါ brain နေလိုက်ရင်အပေါင်းရောက်မယ်ဂျိုးဆိုဒီရောင်လေးကိုကမှတ်လိုက်တော့တန်တိတာပေါ့နော်။နောက်မီးသီးဟောဒီဥစ္စာကဒါတော့ဖွင့်အားရောက်မယ်ဂျိုးဒီအနေနဲ့ဒီဥစ္စာလေးက brain နေအားရောက်မယ်ဂျိုးရဲ့ဒီလိုမျိုးလေးအဓိကကဒီဂျိုးကိုအရောင်ကြီးလိုက်မှတ်နေတယ်မလို့ဒီဂျိုးကမျိုးစုံလာမှာပေါ့။ ဟိုဥမာတစ်ခုပြောပြပြဒီမှာမှာအစိမ်းကြားနေလာတယ်ဗျာသူဘာလဲသူအပြာနဲ့လာရင်လာမယ်အဝါနဲ့လာရင်လာမယ်အနက်နဲ့လာခြင်းလို့လာတယ်ကိုကဒီတစ်ခုကိုပဲကြည်ပါဗျာဟိုဒီမှာကြည့်တော့ဩဒါအပေါင်းကျိုးသုံးခွင့်အားရကျိုးဆိုနောက်တစ်ကျိုးဘာရောက်နဲ့ထွက်လဲဒီမှာဟိုကပန်းရောင်နဲ့ထွက်မယ်ဆိုရင်တို့ကဒီ break street ကိုပန်းရောင်ကိုမှတ်လိုက်မှာပေါ့ကျန်တဲ့ဟာတွေကတော့ကြည့်အရင်အသေးအရင်မှတ်နေကြမလို့ပေါ့နော်အဓိကဒီသုံးချောင်းကိုပဲကျွန်တော်ကကြည်ရလားဘဝရီမှာလည်းဒီလိုပဲဗာမိတ်မလာလာပေါ့ဗျာဥမာအခုရိုးရိုးပိုင်းနေမှာဆိုကျွန်တော်ဘလို့တစ်ချက်ကြည့်တယ် ဘယ်ဒီဦးကထွက်တာဟိုဘိုင်အောင်နဲ့ထွက်လေဟို ground ဘိုင်အောင်နဲ့ချထားတယ်တချက်ရှာကြီးတယ်ဗျာဟို frame မှာဖမ်းထားတယ်အစပေါ့နော်အဲတချို့ဆိုအနက်ကြားနဲ့ဖမ်းထားတာတွေရှိတယ်မျိုးစုံရှိအဲ့တော့ frame မှာဖမ်းထားလိုက်တဲ့တစားကိုကျွန်တော်မှတ်လိုက်ပြီ ground ကျိုးဘာဘယ်ရီကဘာနဲ့ထွက်တယ်အနီနဲ့ထွက်လားအနီနဲ့ထွက်လို့ရှိရင်တော့တော့ဘာနဲ့ဝင်လဲပေါ့နော်ဟိုဥမာဒါကဒီဘိန်းနေပုံမျိုးရေရဘိန်းတို့ချုပ်ဘိန်းအများစုမှာချုပ်ကနှစ်ချောင်းပဲပါတယ်ဒီလိုလေးပဲလာရဲ့ ဒီစီဘိန်းညွှန်ပါဖြစ်တဲ့အတွက်ပေါ့နော်အဝင်အထွက်အဲ့ဒါကျွန်တော်တချို့ခါဆိုတော့ကိုကြည့်လိုက်တယ်ဘာရောင်နဲ့ဝင်ထားလဲအနီအဲ့အနီညာမှာဗျာသူကကျန်တဲ့ဟိုမျိုးစုံအရောင်နဲ့ဝင်ရင်ဝင်မယ်တက်စလာရှိရင်တော့တက်စလာလေးနဲ့ထောက်လိုက်ပေါ့ဗျာဟိုတခုကဘော်ဒီချိတ်ထားတက်စလာကလစ်ကလေးကိုဒီတော့အဝင်နှစ်ချောင်းမှာဘယ်ဟာအမြင်နဲ့အားရောက်လဲဆိုတော့ထောက်ကြည့်လိုက်မှာပေါ့ဒီတစ်ချောင်းကအမြင်နဲ့အားရောက်နေကျိုးဆိုရင်ဒါ24နာရီအားရောက်ကျိုးအဲ့ဒီညာမှာဗျာဒီအနီမဟုတ်ဘဲနဲ့ကျန်တဲ့ဟာရီဆိုရင်လည်း အဲ့အရာမှတ်မှာကိုဥမာအဝါမြင့်အဝါပေါ့နော်အဝါဆိုရှင်တော့ဒီအဝါကအမြဲတမ်း24နာရီအာရောက်ကျိုးပဲ။အော်တရုတ်ဝိမာဆိုဒီကောင်အနီပုံစံမျိုးပဲ။ဒီလိုလေးကိုကတွေးရမှာပေါ့။အနှစ်ချောင်းနဲ့တွေးလို့ဘယ်ဟာတော့ဖွင့်အာရောက်ကျိုးလဲ။ဘယ်ဟာအမြဲတမ်းအာရောက်ကျိုးလဲဆိုတော့လွယ်ပါတယ်။ဒါကတော့ဒီဟာကျတော့အတွင်းနဲ့ဆင်တော့ပေါ့နော်။ကိုကကိုတွေးကြည့်လိုက်မှာပေါ့။တခုလေးတစ္ဆာနဲ့ဖြစ်မီးလေးနဲ့ဖြစ်ဖြစ်ချိန်ကြည့်လိုက်ဘယ်မှာအားရှိနေတယ်တန့်သိတာပဲ။အဲ့တော့ဟုတ်ပြီတစ်ချောင်းတိပဲဆိုတော့ဒီဥစ္စာဒီအဝါလေးကတော့ဒါတော့ဖွင့်အာရောက်ကျိုးတရုတ်ဝိမာဆိုရှင်အနီနဲ့တူတယ်။ဒီလိုမျိုးလေးကိုတွေးလို့ရတယ်။ စသည်ဖြစ်ပေါ့ဗျာဒီဒီအယောင်နေရဲကိုတိတ်ပြီးတော့ခေါင်းထဲကိုအရင်မထားတယ်ခုနကကျွန်တော်ပြောနေနှစ်ခုပဲအဓိကကိုကလိုက်တယ်ဖိုင်းလိုက်တော့မယ်ဆိုရင်ကိုတခါမှမကြုံဘူးတဲ့ဘေးမျိုးဆိုဒီလိုပဲဆန်းရမှာဟို ground ဘယ်ကချထားလဲလိုက်ကြည့်မယ်ပြီးရင်ဒီမှာတော့တော့ကြည့်လိုက်မယ်နံပါတ်2တော့ကြည့်မယ်တော့မှာဟိုတချို့တော်တော်များများနှစ်ချောင်းလာတာများတယ်ဗျာနှစ်ချောင်းဆိုရင်ဘယ်အချောင်းကအာရောက်ကျိုးလဲဘယ်အချောင်းကတော့ဖွင့်အာရောက်ကျိုးလဲအများနဲ့အာဒါမျိုးကိုဒီလိုခွဲမှာဘာကြိုက်တဲ့အယောင်နဲ့လား ဥပမာထားပါအောင်တရားဆိုရှင်ကျွန်တော်ကပြောဘူးဥပမာမသိဘူးဆိုပါစို့အနီနဲ့အနက်နဲ့ဘယ်ဟာမှမသိဘူးနော်ဟုတ်ပြီတော့တဲ့ရတော့အဝင်ထုတ်ကအနီနဲ့အနက်နဲ့မားနေပြီဘယ်ဟာအမြင်နဲ့အာရောက်ကျူးလဲဘယ်ဟာတောက်ဖွင့်အာရောက်ကျူးလဲမသိဘူးဆိုရင်တစားနဲ့ချိန်ကြည့်လေးဒီမှာအနီကိုထောက်လို့လာလားအနက်ကိုထောက်လို့လာလားအနီကိုထောက်လို့အမြင်နဲ့လာနေတယ်ဆိုရင်အားဒီအနီရဗရီရတာလဲဓာတ်ရိုက်ကျူးကြီးပဲโอเคဒါဆိုရှင်ဒီအနီရဟုတော့အဝင်ကျူးပြီးတော့အထွက်ကျူးတော့ဖွင့်လိုက်တဲ့ခါမှာဒီအနက်ကိုအားရောက်မရောက်ဆန်းကြည့်မယ် အဲဒါဆိုရှင်ဒီအနက်ကတော့ဖွင့်အားရောက်ကြို့ပေါ့အဲ့ကြမှာကျွန်တော်စမ်းအောင်ကြည့်ပေါ့ဒီတော့လည်းမီတာတန်းကြည့်ပေါ့တော့ဖွင့်ရင်တော့ပူပေးမပေးပေါ့ပြီးတော့ဒီနှစ်ခုကလည်းဒါထိုက်ပူကြည့်ပေါ့အဲဒါဒါမျိုးလေးဒါလေးကကိုအတွေးခေါင်းနဲ့ပဲစိုက်တယ်အဲ့တော့အဓိကပြောချင်တာကဒီ lighting ဘိုင်းမှာလည်းဒါလေးတွေတွေးတော့ဝင်ရင်အရင်မခတ်ဘူးဒါလေးတွေသိဖို့ပဲလိုတော့ကျွန်တော်တွေကဒါဟုတ်ပဲလိုချင်လို့အပေါင်းအနှုတ်ကိုခလုတ်တက်ခိုင်းပြီးတော့အလုပ်လုပ်သွားတာဖြစ်တယ်ဘယ်ဘိတ်မှာဒါကကိုဒီ formula လေးတွေတိထားပြီဆိုလို့ရှိရင်ဒါအဆင်ပြေတယ် ဒီအတိုင်းပဲဆက်ရမှာဖြစ်တယ်မိသီးတဲ့ဆိုရှင်လည်းအပေါင်းရောင်းများတော့ဒီလို step by step ဆက်ရမှာဖြစ်တယ်ဒါလေးတီးပြီးဆိုကျန်တာတွေကမခတ်တော့ဘူးဒီ၃ချောင်းကပဲတကယ်တော့ကစားတာဗျာအပေါင်းနဲ့အနှုတ်ပဲတကယ်တော့ပြောမယ်ဆိုတော့၃ချောင်းတော့မဟုတ်ဘူးဒီဒီအနီနဲ့အစိမ့်ပဲဗျာဒီအပေါင်းအနှုတ်ကိုပဲဂျားထဲမှာကိုကအဖွင့်ပိတ်တို့ချင်းနဲ့တော့ခံလိုက်တဲ့အတွက်ဒီမှာအနက်ကလေးတစ်ခုပါလာတယ်ပေါ့နော်အနက်တစ်ခုထပ်ပါလာတယ်အဲ့ဒီမှာကတော့ကပြောနေရဗျာဒီမှာ break နေမှမီးလင်းကျင်တဲ့အတွက်ဒီမှာ break switch ဆိုတဲ့ဟာနောက်တစ်ခုအနက်ကလေးတစ်ခုထပ်ပွားတယ်လုံးပဲမီးလင်းကျင်လားအချက်ပြမီးလင်းကျင်လားဟုံးမြေကျင်လား ဒါနဲ့ပဲကစားတာဗျာဟိုးမြင့်ကျင်းတို့ရှင်လည်းဒါလုံးလုံးလေးလေဟိုးကိုအနှုတ်သေးပဲချချာအပေါင်းသေးပဲချချာဟိုးကိုအပေါင်းတော့ဖွင့်အာရောက်ချူဟိုးအသေးချမယ်ပေါ့နော်အနှက်ကိုမဟိုးမှာအသေးချွိုင်းထားမယ်ဆိုရှင်နော်အနှုတ်ကိုခလုတ်ခံမို့အနှုတ်ကိုအသေးချွိုင်းထားမယ်ဆိုရှင်ဒီအနှက်ကျို့ကိုခလုတ်ခံပြီးတော့ဟိုးစီသွားပေါ်ဒါဆိုတော့ဖွင့်တော့ဖွင့်ပြီးတော့ခလုတ်သေးရင်ဟိုးမြင်မယ်တော့ပိတ်ရင်မမြင်ဘူးဟိုခလုတ်မနှိမ်မပြောဒါမျိုးလေးတွေပေါ့ဒါတွေကအခြေခံမှာဒါတွေသိပြီဆိုရင်လိုက်နေမှရတော့ ဒီမူနဲ့ပဲသွားတာပါဒါလေးတွေပဲသိဖို့လိုတယ်ဒါလေးတွေတွေ့တတ်သွားပြီဆိုရင်ကျန်တာတွေကမခတ်တော့ဘူးပေါ့နော်အဓိကဒါလေးတွေပဲသိဖို့လိုတာပါဟုတ်ပါအောင် online class တက်ချင်တဲ့ညီကိုလေးဆိုရင်လည်းကျွန်တော်စီမတက်ရောက်လို့ရတယ်ရိုးရိုးပြီးတွေ့လည်းရတယ်ဒါ EFI တွေ့လည်းရတယ် audio book တွေ့လည်းရပါတယ်ပေါ့နော် audio book နားထောင်နေတဲ့ညီကိုလေးအတွက်လည်းနားထောင်လို့ရပါတယ်အဲဒီ video လေးကတော့ဘာသာမဟုတ်ပါဘူးဒီ ဒါလေးအကြောင်းကိုနည်းနည်းလေးပြောပြချင်တာလေဒါလေးရိုက်လိုက်တာပါနောက်ဗီဒီယိုတွေပါလေနည်းနည်းပါးပါးလေးလိုလာလေးတွေဆက်ပြီးတော့ပြောပါဦးပါ